စကောနဲ့အရွယ်ကောင်မလေးကို တင်တောင်းခဲ့ပေမဲ့ယောက်ျားရီကိုစိတ်ဝင်စားသူဖြစ်ကြောင်းဖော်ထုတ်ခံနေရတဲ့ဇေယျ ရိသမြအားလုံးပဲမင်္ဂလာပါရှင်။ MSLE Beach ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်။ဇေယျကလူပြိုကြီးဘဝကနေအသက်16နှစ်အရွယ်ကောင်မလေးကိုတိန်တောင်းချီနဲ့တင်တောင်းလိုက်တာကြောင့် social media မှာနာမည်ကြီးနေတာဖြစ်ပါရယ်။ဇေယျကလက်ရှိမှာအသက်44နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့ကောင်မလေးကအသက်16နှစ်အရွယ်သာရှိသေးရဖြစ်ပါရယ်။လူပြိုကြီးလုံးရာကနေအသက်16နှစ်အရွယ်ကောင်မလေးကိုရာဖို့အတွက်တသက်တာဆုထားသမျှအစည်းအိမ်ပေါင်း3000ချီနဲ့ကိုတင်တောင်းထားတာ ဖြစ်ပါရယ်။ဒါကြောင့်မို့အမျိုးသမ မီတိုင်းကတင်တောင်းခံရတဲ့ကောင်မလေးကိုအားကျနေခဲ့ကြတာပါအားကျစရာကောင်းရလောက်အောင်ကိုလည်းဂွန်ဒိုတခန်းတိုက်ခန်းနှက်ခန်းရွှေတစင်စာစိန်တစင်စာနဲ့သိန်းပေါင်း1500ကျော်တင်တောင်းခဲ့တာဖြစ်ပါတယ်သိန်းပေါင်းတောင်းချီမကတင်တောင်းခံရတဲ့ကောင်မလေးဖြစ်ကြမှုလည်းအားကျနေကြတာဖြစ်ပါတယ် ဒါပေမဲ့တက်တော့မှာဇေယနဲ့ပတ်သက်ပြီးတော့သတင်းတချို့ပြန့်နှံ့လာခဲ့ပါတယ်။ဇေယအကြောင်းကောင်းကောင်းသိတဲ့သူတွေကဇေယကိုလူတိုင်းအားကြမနေနဲ့အောင်ဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါ။ဇေယကအရင်ကလေးကမိန်းကလေးတွေကိုစိတ်ဝင်စားတာမဟုတ်ဘဲအမျိုးသားတွေကိုသာစိတ်ဝင်စားတဲ့သူတယောက်ဆိုပြီးတော့နောက်ကျောင်းဖော်လာခဲ့တာပါ။အသက်44နှစ်အထိလူပြိုကြီးလုံးနေရတဲ့အကြောင်းကလည်းအချစ်နဲ့လွဲနေတာကြောင့်မဟုတ်ဘဲအမျိုးသမီးတွေကိုစိတ်မဝင်စားတာဆိုပြီးတော့ပြောလာခဲ့တာပါ။အမျိုးသားတွေနဲ့ တယောက်ပြီးတယောက်တွဲပြီးတော့ဘာလို့အမျိုးသမီးတယောက်ထားယူနေရလဲဆိုပြီးတော့အတိအကျပြောလာခဲ့တာမို့လူအများကလည်းအံ့အားသင့်သွားခဲ့ရပါတယ်။ ဇေယကတကယ်ပဲယောက်ျားလေးတွေကိုဒါနှစ်သက်သူတယောက်လားလို့ထင်နေကြတာဖြစ်ပါတယ်။ဒါအပြင်ဇေယကယောက်ျားချင်းကြိုက်နေတာကိုမိခင်ဖြစ်သူကသဘောမကျတာကြောင့်မိမယူဖို့တိုက်တွန်းခဲ့တာဆိုပြီးတော့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဇေယကမိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်းအမြန်လက်ထပ်လိုက်ရတာဆိုပြီးတော့ပြောထားခဲ့တာပါ။ပြောလာတဲ့သူရဲ့စကားသာအမှန်ဆိုရင်တော့အမျိုးသမီးလေးကသနားစရာဆိုပြီးတော့ပြောဆိုဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တချို့ကလည်းသတင်းအမှားလို့ထင်နေကြသလိုသတင်းအမှန်နဲ့သတင်းအမှားလားဆိုပြီးတော့မိကုန်းထ ုံးစရာဖြစ်နေကြတာပါဈေးရကလက်ရှိတင်တောင်းလိုက်တဲ့ကောင်မလေးကိုတော်တော်လေးချစ်ပြီးတော့တန်ဖိုးထားနေကြတာပါဈေးဆက်တောင်းရတဲ့နေ့မှာလည်းအင်တာဗျူးတွေကိုကလားကားရိုက်တယ်လို့တန်းစီပြီးတော့ဖြေခဲ့တာပါကောင်မလေးကိုချစ်လွန်းတာကြောင့်သူ့ရဲ့ဖုန်းနဲ့ password အားလုံးကိုလည်းပေးထားခဲ့တာပါဈေးရကကောင်မလေးရုံးဝတီစောကိုအသက်ထက်ပို့ပြီးတော့ချစ်တာကြောင့်ချစ်မဝလေးလို့ခေါ်တာပါချစ်မဝလေးပေါ်မှာချစ်လွန်းတာကြောင့်စည်းစိမ်တစ်ခုလုံးကိုပုံအပ်ပြီးတော့တင်တောင်းတာဖြစ်ပါတယ်ဈေးရလက်ထက်တော့မှာကိုမိခင်ဖြစ်သူကလည်းအရန်ကိုဝမ်းသာနေခဲ့တာ ာပါဝမ်တာလုံးလို့ဝမ်တာမျက်ရည်တောင်ကျနေခဲ့ရတာပါဇယားဆိုလဲသူ့အတွက်တကယ်ချစ်ရမယ့်အမျိုးသမီးကိုလက်ထပ်ရတာကဘာနဲ့မှတံပိုးဖြတ်လို့မရဘူးဆိုပြီးတော့ဖွင့်ရထားတာဖြစ်ပါတယ်ဇယားတို့ကမော်လမြိုင်ပေါင်ရန်ကုန်မြို့နယ်တွေမှာလက်ထပ်ပွဲကိုခံကဏနာကျင်းပသွားမှာဖြစ်ပါတယ်ဇယားကအကောင်မလေးကြိုက်တာအားလုံးကိုအကောင်းဆုံးဖြည့်ဆည်းပေးပြီးတော့သစ္စာရှိသွားမှာလို့လည်းဖွင့်ရထားပါတယ်စကုနှစ်အရွယ်အကောင်မလေးကိုတင်တောင်းခဲ့ပေမဲ့ယောက်ျားတွေကိုစိတ်ဝင်စားသူဖြစ်ကြောင်းဖော်ထုတ်ခံနေရတဲ့ဇယားရဲ့တဲ့င်းကအမှန်လို့ထင်လားဆိုတာ ာ comment လေးထဲမှာပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့送ပေးကြပါစို့ရှင်